အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့မေကွန်းမေးတဲ့အခါမှာဖြည့်စည်ခြင်းနဲ့ဝင်ကြီးဌာနကိုတခါတည်းထည့်ပြောဖို့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ကပြောကြားလိုက်တဲ့သတင်းကိုဦးမြတ်သူရကပေးပို့ထားပါရရှင်။လွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ကလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့မေကွန်းမေးတဲ့အခါမှာဖြည့်စိုပေးစီလိုတဲ့ဝင်ဌာနကိုထည့်ပြီးမေးဖို့တတိပေးပြောဆိုလိုက်ပါတယ်။ဒီမေကွန်းမေးတဲ့အခါမှာဘုရားဒေတာမြင့်ရပါဘူး။ဥပ္ပေါ်ကြံနေတဲ့မေကွန်းပဲဥပမာသိမယ်။ ဟောတယ်လေးကြီးတော်လိုက်ဝင်ရင်ဌာနနေ့ချင်းမိတယ်ဆိုတာဖွင့်ကိုမင်းများအပ်ပါတည်းဆိုရင်အဲဟောတယ်လေးကြီးရပါဖြေရမယ်တဘောရှိတာပေါ့နော်မင်းမနေအောင်လားတဘောမင်းရာကတက်ဆိုင်တာတဌာနလာဖြေတာတဌာနအဲ့လိုဒီဖြစ်ဖြစ်နေလေးတွေ့လာတဲ့ခါကျတော့အားလုံးပါဥပမာပဲပြောတာအားလုံးပေါ့ကိုမင်းရဲ့မိဘကြီးဘယ်ဝင်ချလာနေတက်ဆိုင်နေဘာသာရလဲဆိုတော့နေလာလိုက်ပြန်အဲ့ဒီဝင်ချလာကိုမင်းရဲ့ပါလေ တော့တဆိုင်တိုင်းတိုင်းကြီးနဲ့ဆိုရနေတဲ့ဆိုင်နဲ့ဆိုရင်နှစ်ခုလုံးကိုမြင်ရမှာလေဒီလိုလေးဆိုလို့ရှိရင်ခုနလာဖြည့်တဲ့နေရာမှာပို့ပြီးတော့တဲ့မယ်လို့ထင်တယ်မေတ္တာလွတ်တော်ကိုယ်စလဲဥဆုံးလဲထမ်းရဲ့ချင်းမြင့်တဲ့အတွင်မြမစီးပွားရေးဘန်ခွဲဖွင့်ဖို့အစီအစဉ်ရှိမရှိထက်ဆင်မိခွန်းနဲ့ပတ်သက်ပြီးကိုယ်စလဲရဲ့အနေနဲ့ဒေသဖွံ့ဖြိုးရေးအတွက်အစိုးရဌာနတွေကိုလှုပ်ပေးစီခြင်းနဲ့အကြောင်းအရာများရှိပါကအချက်လက်ပြပြဆုံဆုံးနဲ့တင်ပြတောင်းခံဖို့လိုတယ်လို့မေတ္တာလွတ်တော်ဥက္ကရာဥခေယမင်းကထပ်လောင်းပြောဆိုလိုက်ပါတယ်တင်ပြမလို့လေ အချက်လက်ပြတော့တင်ပြဖို့တယ်။အမှောက်ကိုလုံးမဆွေတယ်ဘောလို့ရှိနေတယ်။ဘူးရမောက်ဘောလို့ရှိနေတယ်။နေ့စဉ်ကျောင်းတော်ဝေတာပေါင်းလို့ရှိရင်ဒီမှာဒီပန်းမှာလာပြီးတော့ transaction ဖြစ်မှာဘောလို့ရှိနေနိုင်တယ်။အခုမှောက်ကိုလုံးနေတာဒီလောက်ဒီလောက်ရှိနေတယ်ဒါရရတော့ပန်းမှာဖြစ်လာတယ်ဆိုတာအဲ့လိုအချက်လက်ကိုမေးတာဟာချက်လက်မရှိဘဲနဲ့ရန်တန်းပြောလို့မရဘူး။လူကျင်တာသူ့ရဲ့မြောက်အချက်လက်ဖြစ်တော့ မြန်ပေါ့ပြည်သူ့လွတ်တော်ပုံမှန်စီဝေတွင်ကိုယ်စားလှယ်များမေးခွန်း6ခုမေးမြန်းခဲ့ပြီးပြည်သူ့လွတ်တော်ကပြင်ဆင်ချက်နဲ့ပေးပို့လာတဲ့အမြန်လမ်းမကြီးဆိုင်ရာဥပဒေအကြံကိုအတည်ပြုခဲ့ပါတယ်ဒီသတင်းကိုကျွန်တော်မြတ်သူရနေပြည်တော်ကပေးပို့ထားတာပါ